ACS case assessment ကြောင့်ဖြစ်ကြရဲဆိုရင် DBA ကိုစောင့်ကြည့်လေ့လာကြည့်ရအောင်။သင်ရ IT ပညာရှင်လည်းဖြစ်တဲ့ အော်ဇီကို migration visa နဲ့လည်းတောင်းရှိဖို့စဉ်းစားထားရဲဆိုရင်တော့ ACSK assessment ကမဖြစ်မနေအောင်မြင်ထားဖို့လိုပါတယ်။ ACSK assessment ဆိုတာကတော့ Australia Computer Society ကနေ IT ပညာရှင်တွေအတွက် Australia Standard နဲ့အညီမရှိမရှိစစ်ဆေးရေး project ဖြစ်ပါတယ်။သင်က Australia Qualification Framework နဲ့ကိုက်ညီတဲ့ ICT degree လည်းရရှိထားပြီးတော့လက်ရှိလောက်ကလည်း ID နဲ့ပတ်သက်နေရဆိုရင် working experience နဲ့ပဲပြသဖို့လိုပါတယ်။ ICT နဲ့ပတ်သက်တဲ့ degree ရေ qualification တွေမရှိဘူးဆိုရင်တော့နှစ်နှစ်ထပ်ပို့တဲ့လုပ်သက်ကိုပြပေးဖို့လိုပါတယ်။ဒါပြင် responsibility တွေရှောက်ထား ဲ့ roastery အကုန်လုံးက asco နဲ့ကိုက်ကြောင်ဖော်ပြမှာဖြစ်လို့ employment reference တင်ပြဖို့ကလည်းအလွန်ရေးကြည့်ပါတယ်။ဒါဆိုရင်တော့ ACS skill assessment လို့ခေါ်တဲ့ ID skill assessment အကြောင်းကိုအနည်းချင်းတစ်ပတ်ပေါက်မယ်လို့မျှော်လင့်မိပါတယ်။နောက်ဗီဒီယိုမှာလည်းစိတ်ဝင်စားစရာကောင်းပြီးတော့ဘာသာလဲမြင်အခြေချကိုလည်းတင်တဲ့ Australia နိုင်ငံမှာနေထိုင်မှု Blue Visa ရင်းလျှောက်ထားတဲ့လင်ဆိုတာကိုပြောပြပေးသွားအောင်ပါ။ခက်မှန်ပြီးဒေသိတ်သိရှိခြင်းနဲ့ဆိုရင်တော့ inquiry form ကိုဖြည့်ပြီးတော့ဆက်သွယ်လိုက်ပါနော်။